မင်္ဂလာပါရှင်ဒီနေ့ကတော့တချက်တို့က color filter ကိုအသုံးပြုပြီးတော့ AZ ထဲမှာ data တွေကိုစစ်ထုတ်မှတ်နီးလန်းကိုမျှပေးပေးသွားမှာဖြစ်ပါလိမ့်ရှင်ဒီချက်ကတော့ computer ကိုရဲ့ founder and trainer တော့ Nan Jokhai ပဲဖြစ်ပါလိမ့်ရှင်အဲ့တော့တချက်တို့ဒီနေ့အချက်ပြီးတော့မျှပေးပေးသွားမယ့်အကြောင်းအရာလေးကတော့ ဟောင်းတူဖိုင်ဒေတာဒေတာတွေကိုကျွန်တော်က uses color filter ကိုအသုံးပြုပြီးတော့ကျွန်တော်ကရှာသွားမှာဖြစ်ပါတယ်။အဲ့တော့အရင်ဝန်ဆောင်ကျွန်တော်ဘာလို့မလဲဆိုတော့ conditioner format ကိုအသုံးပြုပါမယ်။အဲ့တော့ဒီမှာရှိတဲ့ data တွေအကုန်လုံးကို select မှတ်လိုက်ပါ control ရဲ့ shift key out down arrow လေးကိုနှိပ်လိုက်ပါနော်။ဒါဆိုရင် data တွေကျလာလိမ့်မယ်။အဲ့တော့ဒီထဲမှာရှိတဲ့ data တွေတဲကဒီချက်ကဘာကိုရှာပါလဲ။နောက်ပြီးဒီမှာရှာခြင်းနဲ့ကိန်းကိန်းနဲ့3သိန်းအထက်မှာရှိတဲ့ data တွေကိုကျွန်တော်ကရှာခြင်းနဲ့ ဟုတ်ပြီ၃တန်းရဲ့အထက်မှာရှိနေတာဟုတ်ပြီဒါဆိုရင်ကျွန်တော်က greater than လားသုံးဟုတ် greater than မဟုတ်ဘဲ greater than equal ကိုလိုချင်တယ်အော် greater than ဒီထက်မှာကျွန်တော်က greater than မှရှိတာ equal မပါဘူး greater than equal ကိုလိုချင်တယ်ဆိုရင် new rule ကိုတော့ပြီးရင်ဒုတိယ rule တစ်ခုကိုရွေးလိုက်ပါ format only status container ကကျွန်တော်ဒီထက်က ပါရွေးမှလည်းဆိုတော့7 value ကိုရွေးဒီထဲမှာ greater than or equal ကိုရွေးလိုက်ပါပြီးရင်တော့ဒီနေရာလေးမှာ90ရာထောင်းတောင်းသိအသိန်း3သိန်းအထက်မှာရှိတဲ့ data တွေကို fee ဘာရောက်လဲပြပါမယ်ကျွန်တော်အဝါရောက်လေးနဲ့ပြပါမယ် okay နောက်ပြီးတော့ရင်တော့ okay အဲ့တော့3သိန်းအထက်မှာရှိတဲ့ data တွေအကုန်လုံးကိုကျွန်တော်ဒီမှာပြသွားပါပြီเนาะ ဟုတ်ပြီဒါဆိုရင်ထပ်ပြီးတော့ရှာလိုက်အောင်မယ်ဒီချက်ကဒီချက်မှာထပ်ပြီးတော့အနီအသက်မှတ်မှာဖြစ်တဲ့အတန်နီရူးတို့ကိုသွားဒီတစ်ခါလဲဒုတိယရူးကိုသွားမယ်ဆယ်ပဲလူတွေကရှာတော့ကဘာရွေးမှလဲဆိုတော့ဒီတစ်ခါ less than or equal ရွေးမယ်3သိန်းနေအာ less than equal ပဲရေးလိုက်တော့မယ်နော်3သိန်းအောက်လို့ပဲပြောခြင်းနဲ့3သိန်းနှစ်အောက်ဆိုရင်တော့ကျွန်တော်က less than equal ရွေးပေးရမှာဆရာဒီမှာ3သိန်းနဲ့အထက်ကိုရွေးပေးသားရေဆိုတော့3သိန်းအောက်ကိုပဲယူလိုက်တော့မယ်90000တောင်းတော့ သိသုံးသိဘာရောက်လေးလက်ပြခြင်းနဲ့ဆေးရောက်လေးနဲ့ပြပါမယ်။ Okay ပြလိုက်ပါ။ Okay ပြလိုက်ပါ။သုံးသိအောင်တံမိုးရဲ့ဒီမှာထက်ကြလာပြီ။နောက်ထပ် rule တစ်ခုသတ်မှတ်လိုက်ပါအောင်မယ်။ဒါဆိုရင် new rule ကိုသွားပါ UC formula တဲ့က sorry format only sentences ကိုတဲ့ဝင်ရွေးလိုက်ပြီးတော့ဒီမှာ less than ကိုပဲထပ်ပြီးရွေးပါမယ်။ဒီကကြရတော့ခြေကသုံးသိအောင်လို့ပြလိုက်ပါမယ်။သုံးသိအောင်မဟုတ်ဘူး။ခြေ9000အောင်လို့ပြလိုက်မယ်။ ငါသားအောက်တံပိုးရှိတဲ့အဒေတာရောရယ်ကနီအောင်လေးနဲ့ပြခြင်းနဲ့ okay ပေးလိုက်ပါ okay ပေးလိုက်ပါလာစနာရယ်လို့လိုချင်တဲ့ဒေတာတွေအားလုံးစစ်ပြသွားပြီရောက်သားရဆိုရင်ရယ်တို့ဒီဘာလန်းလေးကိုဆက်လက်ကလေးပေးလိုက်ပါခေါင်းစဉ်လေးကိုဆက်လက်ကလေးပေးလိုက်ပါနော်ဒီခေါင်းစဉ်လေးကိုဆက်လက်ကလေးပေးလိုက်ပါပေးပြီးသွားပြီဆိုလို့ရှိရင်တော့ဒါရယ်တိတောင်အောင်လေးထည့်ပေးရနော်ပေးပြီးသွားရဆိုလို့ရှိရင်တော့ဒေတာလေးကိုတွားပါပြီးရင်တော့ဖစ်တာလေးကိုတစ်ချက်နေလိုက်ပါဖစ်တာရဲ့ shortcut လေးလည်းတုံးလို့ရပါတယ်နော် အာဖစ်တိုင်းရှော့ကလေးရကွန်ထရိုးရရှိခဲ့ earlier ပဲဖြစ်ပါတယ်နော်အဲ့တော့ကီးဘုတ်ကနေပြမိမိစိတ်ချအသုံးကြည့်လို့ရပါတယ် control shift l ကပဲနော်ဖစ်တာစိတ်ချယူပါပြီးတော့ natural တော့ဒီမှာတစ်ချက်ကလေးနှိပ်လိုက်ပြီးတော့အမှဖစ်တာဘန် color ကိုနှိပ်ပြီးတော့အာရှယ်တို့ကဆိုတော့က3တိုင်းအထက်မှာရှိရ data ဆိုအဝါရောင်လေး data ဆို3တိုင်းအထက်မှာရှိရ data ကိုတွေ့ရပြီနောက်တစ်ခုထပ်လို့ချင်တဲ့ hobby detail က အဲသုံးသရက်အောက်မှာရှိတဲ့ data တွေကိုထည့်လို့ခြင်းနဲ့ဒါဆိုရင်သုံးသရက်အောက်မှာရှိတဲ့ data တွေကိုကြာလာပြီနောက်တစ်ခုကတော့5000ရက်အောက်မှာရှိတဲ့ data တွေကိုချေလို့ကကြာလာပြီဒါလေးကတော့ချေလို့အိဇဲတမှာဒီဟာဒီ color filter ပေါ့နော်ဘယ်လိုအသုံးပြုရမလဲဆိုတဲ့အပိုင်းလေးကိုဒီရှယ်ကအမြဲပေးသားပဲဖြစ်ပါလိမ့်ရှင်ဒီလိုမျိုး လုပ်ငန်းခွင်အတအသုံးရှိအသုံးပြုရလွယ်ကူပြီးတော့ အဆင်ပြေစေမယ့်အနည်းလမ်းလေးတွေကိုကျွန်တော်အိဇဲရဲ့ 1M3 သင်ခန်းစာလေးတွေကိုနောက်ထပ်နောက်ရက်သင်ခန်းစာလေးမှာထပ်ပြီးတော့မျှဝေပေးသွားပါမယ်။တခြားရဲ့ TikTok နဲ့ Facebook နဲ့ YouTube Channel တွေကိုလည်း Like and Follow လုပ်ပေးပါအောင်နော်။အားလုံးကိုသင်တန်းရဲ့နာမည်ကတော့ Computer Queen ပါ။ Computer Queen လို့ရန်ချလိုက်ရင်ကျွန်တော်တွေ့ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရက်နောက်ထပ်သင်ခန်းစာလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။